ဟယ်လိုအားလုံးမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီဒီမှာတရက်နေ့ရဲ့ညပိုင်းအနေနဲ့ Manchester United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်သာဆွေးနွေးသွားပါမယ်။အဒီတက်မှာဆိုလို့ရှိရင်တော့ Queen Lim မှာ Conor Gallagher နဲ့ Ederson တို့ဇန်နဝါရီအပြောင်းရွှေ့မှာကျွန်တော်ဘယ်သူကိုအသင်းဘက်ကခေါ်ပြီးတော့ပို့ပြီးတော့ဗောနော်ခေါ်ဖို့ကြိုးပမ်းသွားနိုင်တယ်ပေါ့။ဒီကိုဒါတော့နဲ့ပတ်သက်လို့လေတိုးတက်လာတဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်လို့အမိုရင်းကသဘောကျနေတယ်ဆိုတဲ့အကြောင်းအသက်၁၈နှစ်အရွယ်ကျွန်တော်တို့ကကစားမားလေးဖြစ်သူကိုလည်း မန်ချက်စတာယူနိုက်တက်ကအပြိုင်ခေါ်ဖို့အတွက်ကြိုးပမ်းနေတယ်ဆိုတဲ့အကြောင်းလေးပေါ့ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကျွန်တော်ရှိတယ်ပေါ့နော်ဒါလေးနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့အာနေထားငါလုံးအင်ကြီးကွနော်လူကလေမင်းကသေးနေတာရောက်လေမင်းကသေးနေတော့အင်ကြီးကအင်ကြီးကမင်းနော်ဒါမှမဟုတ်ဆိုရပြီနော်တရားဟာကွာလေမင်းကသေးနေတာဆရာကြီးနော်အထက်လေမင်းကသေးနေတာ โอเคဆိုတော့မင်္ဂလာပါ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 ဆိုတော့ပထမဆုံးကျွန်တော်ဒီကို download နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ပါ MO ရင်းကတော့ download ရဲ့ခြေသွင်းနဲ့ပတ်သက်ပြီးတော့ Crystal Palace နဲ့ပွဲစဉ်အတွက်ပေါ့နော်အဲတော်တော်လေးကိုကျေနပ်မှုရှိတယ်ပေါ့တိုက်စစ်လိုက်တဲ့နေရာမှာကောခန်စစ်ကိုပေါ့နော်ဒါကူပေးတဲ့နေရာမှာကော download ရဲ့ဆွမ်းဆောင်ကြီးဟာကျေနပ်စရာပဲပေါ့နော်ဒါကို့မှာကိုကစားရတဲ့နေရာတစ်ခုနဲ့ပတ်သက်လို့ရှိရင်အခြေခံအစွမ်းစားတစ်ခုရှိရင်ကိုပဲ ပဲပဲဖြစ်ဖြစ်ညာပဲဖြစ်ဖြစ်ကျွန်တော်ဒါကစားလို့ကျွန်တော်ရတယ်ဗောနော်ပဲပဲဖြစ်ဖြစ်ညာပဲဖြစ်ကျွန်တော်ကစားလို့ရတယ်သူ့အနေနဲ့ဒီချင်းတွေကိုတပွဲတည်းမဟုတ်ဘဲနဲ့ပရီးမီးယားလေးရဲ့ပွဲတိုင်းမှာအသုံးချဖို့လိုတယ်ဗောပက်ထရစ်ဒူကူလည်းဒီလိုပဲနှစ်ယောက်စလုံးက quality ရှိတဲ့ကစားမနှစ်ယောက်ဆိုပြီးတော့သူပြောထားတယ်အဲဒါတော့ကပြဿနာကဗျာဒီကောင်အသင်းကိုရောက်လာကြာပြီเนาะဒါလုံးနဲ့ပတ်သက်လို့လေမင်းညာကတော့အဆင်ပြေပါတယ်ကောင်းပါတယ်သိရမလားသူကနေသူတာဝန်ကြီးတယ်ပေါ့เนาะဒါပေမဲ့လေဒီဟာကိုကျွန်တော်တို့က ဟိုဒါလို့စီကနေပြီးတော့ပွဲတိုင်းကျွန်တော်မြင်ရမှာလားပေါ့ပွဲတိုင်းဆွမ်းဆောင်ရေးကောင်တွေ့ရမှာလားပေါ့ဒါကိုပဲကျွန်တော်ပြည်သက်တွေကစိတ်ပူတာဗျာဒါလို့ကတခါတလေကြာရင်လည်းခြေသွန်းကရွှေငွေเนาะမင်းတခါတလေကြီးကြီးပါမင်းပါလာသေးတာဒီကောင်သိလားမင်းဘာမှမသေးကြဘူးဒီကိုဒါလို့ရဲ့ဆွမ်းဆောင်ရေးကအဲ့ဒါကိုပဲကျွန်တော်ပြည်သက်တွေကစိတ်ပူကြတာဒါလည်းပဲအမိုရင်သိတယ်ဒါကြောင့်လည်းပဲသူပက်ထရစ်ဒူဂူကိုပြောင်းလဲပြီးတော့သူသုံးနေတာပဲဒူဂူဟာ ်ပြီးခဲ့တဲ့ Everton နဲ့ပွဲမှာသူတော်တော်လေးတိုင်ပက်ခဲ့လို့သာ Amorin ရဲ့ဘက်ကလက်ရှိမှာသူဓာတ်လုပ်ကိုပြန်ပြီးတော့သူနေရာပေးလာတာဗျာအဲ့တော့ဒါပက်ထရီတူကလည်းကောင်းနေပေါ့နော်သူတော်လေးပဲလက်ရှိမှာဆိုလို့ရှိရင်တော့ဓာတ်လုပ်တို့ဘာလို့စီကနေပြီးတော့တင်ငိနဲ့ခြေစွန်းနေကျွန်တော်ရမလားပေါ့လေဆိုတော့ဒီကူဒါလုံးနဲ့ပတ်သက်လို့ရှိရင်တော့ပုံဒီပြောလို့မရတာခက်နေတယ်။နောက်တစ်ခုကအဲဘယ်လိုရမလဲဒီ Diario's ရဲ့ Diario ES report အရဆိုလို့ရှိရင်ပေါ့နော်မန်ချက်စတာယူနိုက်တက်တင်းရဲ့ဘက်ကတော့ဒါဂရီမီယိုတင်းရဲ့18နှစ်ရွယ် လူငယ်ခန်းစစ်ကစားမလေးဖြစ်တဲ့ Louis Adrado ကို ခေါ်ယူဖို့အတွက်ဒီအာစတင်စူးနေမှုတွေပြုလုပ်နေပြီဖြစ်တယ်ဗောနော်မြန်မြန်ဆန်ဆန်ခေါ်ယူဖို့အတွက်လာမယ့်အပတ်အတော်အတွင်းမှာပဲကံလမှုတစ်ခုပြုလုပ်နိုင်ခြင်းရှိနေပြီးတော့ဒီကစားမဖြစ်သူ Adrado ကိုလည်းသူတို့ဒီ Chelsea တင်းရဲ့ဘက်ကအပြိုင်ကံလမ်းဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့သူတို့ပြောထားတယ်အတင်းကလူငယ်ကစားမတွေကိုခေါ်ဖို့ဂျူးပန်းတဲ့နေရာမှာလက်ရှိဒီတိတ်အန်အားသင့်စရာရှိတော့တယ်လို့ကျွန်တော်မထင်ဘူးဗျာဒီလား Ineos တို့ဘာလို့ရောက်လာပြီးမှာ အဲကစားမနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကလူငယ်တွေကိုတအားခေါ်နေတာဗောနော်။ကွင်းလေတွေကိုနောက်တန်းတွေကိုတိုက်စစ်တွေကိုဒီလားအစုံမဲဗျာနော်။ဂိုးသမားတွေကိုလူငယ်ကစားမတွေကိုတအားခေါ်နေတာ။ပြည်ထနာကကျွန်တော်တို့ကလူငယ်ကစားမတွေကိုနေရာပေးနိုင်မှာလားဗော။ဒါဟာအကယ်ဒမီတွေကခေါ်တာလေဖြစ်ကောင်းဖြစ်မှာဗော၁၈နှစ်ဆိုတာမျိုးကဗောနော်။ဆိုတော့၁၈နှစ်ဒါသူအနေနဲ့သူအဆင်ပြေတယ်เนาะပြပူကောင်းလာမယ်အကယ်ဒမီမှာပို့ပြီးတော့အဆင်ပြေလာမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဒါဆီနီယာတင်းကြီးတွေပါတွေကိုကျွန်တော်တို့ဒါနေရာပေးတယ်မျိုးလေးကျွန်တော်ဖြစ်ကောင်းဖြစ်မှာပေါ့လေဒါမှမဟုတ်တရားတာတကွတော့ကျွန်တော်ကလူငယ်တွေကိုနေရာပေးနိုင်မှာလားပေါ့နော်ဒါကကျွန်တော်အရေးကြီးတယ်ဆိုတော့အခုလိုမျိုးဒီယာဒီလိုမျိုးတပတ်မှတပွဲပဲကစားရတယ်ဆိုတဲ့ယာဒီမျိုးမှာတော့လူငယ်တွေကိုနေရာပေးဖို့ဆိုတာတဲ့ဆီနီယာပလေယာတွေတော့မှအရန်ကကစားမားတွေကိုပုံဒီတုံးပြဖို့ကကျွန်တော်မလွယ်ပါဘူးအမ်မိုရင်တို့ကဒါအပြင်နီးပြပြတဲ့ရူဘင်အမ်မိုရင်နဲ့ပေါ့နော်ဆက်သွားမှာလားပေါ့ လက်ရှိအသင်းမှာရှိတဲ့ကစားမတွေဆိုတာမျိုးကလူငယ်ကစားမတွေဆိုတာမျိုးက Amorin ရဲ့ system နဲ့အဝင်ခွင့်ကြားဖြစ်နိုင်တဲ့ player တွေလေးတွေလာပေါ့နော်လူငယ်အသင်းတွေမှာဘယ်လိုမျိုးကျွန်တော်တို့ကပြုစုပြိုးထောင်နေသလဲပေါ့ဒါမျိုးတွေရှိတယ်ဗျာအဲ့တော့ Chelsea တို့ဘာလို့လဲအပြိုင်ခေါ်မဲ့ Chelsea ဘက်ကတော့မနေ့ပြောရင် project ပိုင်းနေနဲ့ပတ်သက်လို့ရှိရင်ကုထက်အများကြီးတာတယ်ဗျာလူငယ်ကစားမတွေကိုအပြိုင်ခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာသူတို့တွေကပုံပြီးတော့ဆွဲဆောင်မှုရှိတဲ့ကံလန့်မှုမျိုးတွေသူတို့လုံနိုင်တယ်သူတို့ဘက်ကအလုတ်လုတ်တာတော်တယ်ပေါ့နော် ကိုအသင်းရဲ့ဘက်ကပဲကျွန်တော်တို့တိုင်ပတ်မှာပဲကျွန်တော်တို့စူးရတယ်ဆိုတော့၁၈နှစ်ရွယ်ကျွန်တော်တို့ဒါအာဂျွာရိုကိုလူငယ်ကစားမဖြစ်သူကိုမန်ချက်စတာယူနိုက်တက်ကဒါလာမယ့်တစ်ပတ်အတွက်တွင်မှာခံလန်းတော့မယ်ပေါ့နော်ဒါစိတ်ဝင်စားစရာကောင်းတဲ့အနေထားလို့ကျွန်တော်ထင်တယ်အစီအပြေမလားတော့ကျွန်တော်ကြည့်ရမယ်။အဲဒါအပြင်နောက်တစ်ခုကလာမယ့်ပွဲမှာကျွန်တော်တို့က West Ham နဲ့ရှင်ပြိုင်ကစားပါမယ်။ အဲဝက်ဆန်ရဲ့ပွဲမှာသူတို့ရဲ့အဓိကကွင်းလေးကစားမှာဖြစ်တဲ့လူကက်စ်ပါကီတာကတော့လီဗာပူးရဲ့ပွဲစဉ်မှာနှစ်ဝါတနီထိခဲ့တဲ့အတွက်ကျွန်တော်သာတောက်ချာနေမနဲ့ပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာလွဲချုံမှာကျွန်တော်တို့ကတောက်ချာနေမနဲ့မှာကစားမှာလားဒီဘက်ကစောလာမလားဟာနော်အာသွားပြီကွာမင်းအဲ့ဒါဆိုလို့ရှိရင် weekend မဟုတ်ဘူးဆိုသေးကြတယ်မင်း2နာရီ3နာရီတိဖြစ်တော့မယ်ထင်နေသေးလားအဲ့ဒါသေးကြတယ်ကိုဒီ weekend မဟုတ်ဘူးဆိုရင်အဲ့ဒါ2နာရီ3နာရီတိသွားပြီခဏလေးပွဲစဉ်ပွဲစဉ်14 Manchester United အော် အဒီတစ်ပတ်ဒီတစ်ပတ်ညမင်းဟာငါဝီကန်မှာပွဲတွေကစားမယ်အောင်းမိနေတာအဲ့လိုဒီဒီတစ်ပတ်ညကျွန်တော်မနေ့ပြန်တစ်ပတ်ခါဆိုရင်ကစားပြီပဲမနေ့ပြန်ဆို ပရီးမီးယားလိတွေစပြီဟောနော်ဒီမှာမန်ချက်စတာစီးတီးတို့ဖူလန်တို့ကျွန်တော်တို့ဒါအဲဘော်ဒဟူးမနေ့ဆိုတော့အင်္ဂါနေ့ညပေါ့ဘော်ဒဟူးမနေ့ဆိုတော့အင်္ဂါနေ့ညပေါ့အဲ့ဒါဆိုမနေ့ပြန်ကစားပြီပဲပွဲတွေကဟာ နောက်ပြန်အင်္ဂါနေ့ညဘော်ရဟူးမနဲ့အောက်တယ်ကစားကြမှာတပွဲနှစ်ပွဲသုံးပွဲလေးပါပြီးလဲပြီးရောကျွန်တော်တို့အနေနဲ့တောက်ကြနေကျွန်တော်တို့ကစားမယ်ဝီနော်တောက်ကြနေမယ်ကျွန်တော်တို့ကနောက်ဆုံးကျွန်တော်တို့ကနောက်ဆုံးအဲ့ဒါပြီးရင်အဲ့ဒါပြီးရင်ကျွန်တော်အဲပွဲစဉ်15ကိုဒီစင်မှာမင်းလာမယ်ဒီတစ်ပတ်တော်ရင်ကို3-4ပွဲလောက်ကစားကြမှာပဲအော်မတီးဘူးဟေးအဲ့ဒါကိုသီးလားမတည်ဘူးဆရာသမားတွေနော်။အိုးဒုက္ခပါပဲဒုက္ခပါပဲဒုက္ခပါပဲနော်။အမလီကျွန်တော်အမှန်ကန်ဟောဖြစ်နေတာကနော်။ မင်းအင်ဂျီဘိုင်နဲ့ပဲဘယ်လိုအင်ဂျီဘိုင်နဲ့ရမှာတော့ဒုက္ခပဲနော်မင်းမင်းဘဇက်ယူရတာပျောက်သွားပြီလို့ဘဇက်ကဘာလို့ယူရမှန်းမသိဘူးလို့ဟေးလူနော်ဘဇက်ကမင်းမယူရပါဘူးပြာကျုပ်ကယူရတယ်ထင်လို့ပြာမနက်ကဒီဘက်ကျယူရနေတာကွာသိလားငါလည်းဘာမှမလုပ်ပါဘူးဒီမြောက်ကဘွီရှိတ်ကိုတမင်ဖော်ထားတာကွာစီးကန်းသွားပြီးတော့ကိုသဘောပေါက်လာမသိဘူးဂျင်းနေပါလိအမှန်ကန်ဆိုစီးရပါလိစားပြီးတော့ဘွီရှိတ်ကလေးကွာဒီမမင်းဒီလိုဘွီရှိတ်ကလေးလေဒီမကြီးအဲဒီဘက်ကျမင်းတားကြီးကိုစောင်းနေတာဟောင်းကြီးသိလားနော်မင်းကြီးမတားကြီးစောင်းနေပြီးမဒီကြီးမြင်ရတယ်ကွာသိလားဒါမျိုးကြီးလေ နော်နော် ရောနော်ငါလောက်ကွာအိဗယ်မရှိတော့ကွာနော်ယူနိုက်တက်ကတောက်ကြနေမနေဟုတ်တယ်တောက်ကြနေမနေဖြစ်သွားပြီဆက်သမိုင်းနော်အဲတောက်ကြနေမနေဖြစ်သွားပြီဆက်သမားတောက်ကြနေမနေဖြစ်သွားပြီမန်ချက်စတာယူနိုက်တက်ကထားမှာတော့လူကက်စ်ပါကီတာကကျွန်တော်လွဲမယ်ပေါ့နော်ဒီကောင်ဒီကောင်နော်လောင်းထားတာအဲ့ကောင်တည်းနှစ်ဝါတနီလောင်းထားတာအဲ့ကောင်မင်းနှစ်ဝါတနီရအောင်ယူသွားတာနော်အဲ့ဒါကလက်ရှိဒါပါကီတာနဲ့ပတ်သက်လို့ပေါ့ဗျာထားပါတော့ဒါတူတူကြမ်းမရှိဘူးဆိုတော့အဓိကကျွန်တော်လက်ရှိဒီထဲမှာပြောဖို့ကောင်းတာကဘာလဲဆိုတော့ ကျွန်တော်တို့လက်တွေ့ကြကြအပြောင်းရွှေ့အကြောင်းကြီးကျွန်တော်ပြောကြတဲ့အခါဇန်နဝါရီအပြောင်းရွှေ့မှာဆိုလို့ရှိရင် Manchester United ကကွင်းလေခေါ်ဖို့လိုတယ်ပေါ့ပြည်ထနာကအဲ့ဒီကွင်းလေခေါ်မဲ့တဲ့မှာ Carlos Baleba, Adam Wardam ပြီးရင်ကျွန်တော် Ilya Anderson ပေါ့ဒီကစားသမားတွေဟာလုံးဝဖြစ်နိုင်ခြင်းမရှိဘူးအကြောင်းရင်းကနံပါတ်1ဇန်နဝါရီပြောင်းရွှေ့မှာသူတို့လက်ရှိ ကစားနေတဲ့မိခင်အသင်းကြီးကလက်လွတ်ဖို့အစီအစဉ်မရှိတလို့လက်လွတ်တယ်ဆိုရင်တော့မှတန်းရာချီရည်နဲ့ကျွန်တော်လက်လွတ်ကြမှာ ဲ့တော့နောက်တစ်ခုကကစားမားတွေကကဘာဖလားကိုကစားကျင်ကြတဲ့သူတွေဖြစ်တဲ့အတွက်ပုံမှန်ကစားကွင်းရနေပြီးတော့ဆွမ်းဆောင်ရီကောင်ပြသနိုင်မယ်သူတို့အသင်းတွေမှာပဲသူတို့နေမှာမန်ချက်စတာယူနိုက်တက်ဘက်ကငွေမရှိတော့ကျွန်တော်တို့ကဇန်နဝါရီအပြောင်းရွှေ့မှာခုနကပြောတဲ့ Adam Wardam, Ilya Anderson နဲ့ Carlos Baleba ဒီ၃ယောက်ကိုကျွန်တော်ဘယ်တော့ခေါ်နိုင်ဖို့က impedance ကိုအခြေအနေနဲပါတယ်ဆိုတော့ကျွန်တော်တို့မှလက်တွေ့ကြတဲ့အပြောင်းရွှေ့တွေကိုကျွန်တော်ကြည့်တဲ့အခါ16 16တန်းလောက်နဲ့ကျွန်တော်ရမယ် Ruben Dias ပေါ့ ရူဘင်ဒီယက်စ်ပေါ့နော်ကျွန်တော် sorry ရူဘင်နီဘက်စ်ပေါ့နော်ကျွန်တော်ဒီအဲဟီလာအသင်းမှာကစားနေတဲ့ပေါ်တူဂီလရွေးစဉ်ကွင်းလင်ကစားမှာ defensive midfielder ဝူဘာဟန်နဲ့ကစားမှာဟောင်းကျွန်တော်ရှိမယ်နောက်တစ်ခုကကျွန်တော်နေနဲ့ Atlanta အသင်းရဲ့ကွင်းလင်ကစားမှာ Edison ပေါ့အဲသူတောင်မှတန်း40 50လောက်အနည်းဆုံးကုန်ကြမဲ့အနေထားမှာရှိတယ်နောက်တစ်ယောက်က Atletico ကလက်လွတ်ချင်နေတဲ့အငှားနဲ့လေ chance ခေါ်ခွင့်ရမယ် corner gelha corner gelha ကကျွန်တော်နေနဲ့ဘယ်လိုဖြစ်မလဲဆိုတော့ဒီ အငှားနဲ့အရင်ခေါ်ခွင့်ရမယ်ဒါပေမဲ့လို့အပြစ်သက်ဝေယူခွင့်ဆိုတဲ့တဲမှာကျွန်တော်အနေနဲ့ပေါ့နော်ဒီအပြစ်သက်ဝေယူခွင့်စာချုပ်ထည့်ရမယ်ပေါ့တန်း30တန်း40နဲ့ပဲဖြစ်ဖြစ်ပေါ့နောက်တစ်ယောက်ကဂျောဂူမတ်စ်ပါဂျောဂူမတ်စ်ကလည်းတည်ကြတယ်သူတို့ဒီဇန်နဝါရီအပြောင်းရွှေ့မှာဝူဘန်ဟန်တန်တာဒီတိုင်းဆက်သွားမယ်ဆိုလို့ရင်သူတန်းဆင်းရမယ်ပုံရှိတယ်အဲ့တော့ဂျောဂူမတ်စ်ကဘယ်လိုပြောမလဲဒီတန်း450လောက်နေတဲ့ကိုဝူဘန်တန်ဘက်ကဈေးကောင်းရအောင်ဇန်နဝါရီမှာလက်လွတ်သွားနိုင်ဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့ realistic ဖြစ်တဲ့အပြောင်းရွှေ့ဟာ ဟိုဘယ်လိုပြောမလဲဒီကော်နာဂယ်လေဟာလောက်ပဲကျွန်တော်ရှိတာပေါ့ဆိုတော့ကယ်နာကော်နာဂယ်လေဟာကိုခေါ်တဲ့နေကျွန်တော်ထင်ကြလားအကယ်လို့အပြစ်သက်ဝယ်ရမယ်ဆိုရင်တော့မှအသင်းဘက်ကပေါ့နော်ဂယ်လေဟာကိုကျွန်တော်တန်း30လောက်ထိကျွန်တော်ယူရိုတန်း20တန်း30လောက်ထိကျသွားမယ့်အနေအထားမှာရှိတယ်ကော်နာဂယ်လေဟာကိုခေါ်တဲ့နေကျွန်တော်ထင်ကြလားကျွန်တော်ကျွန်တော်လက်ရှိပူစီကျွန်တော်လုံကြည့်အောင်နော်โอเคခဏနော်အဲဆိုတော့ခင်ဗျကိုတော်ဒီကိုပြင်မှားလို့တယ်အဲ့ဒါမင်းဘုန်းကြီးတွေကိုပြောလို့ရတယ်ခင်ဗျ အာမမပြောပါဘူးဗျာနော်ဒုက္ခပါပဲခင်ဗျားတို့ကလည်းနော်မင်းမိတော်ကလေးပင့်နေကြတယ်ကျုပ်မမကိုပြောတာမဟုတ်ဘူးနော်ကယ်လီယာကိုခေါ်တင်လာပါနော်ကောနာကယ်လီယာကိုဇန်နဝါရီမှာကျတို့ခေါ်တင်လာတန်တန်40လောက်တော့တန်30လောက်တော့သွားမယ်ထင်တယ်တန်30လောက်တော့သွားမယ်ထင်တယ်ဒီလားတကယ်တမ်းဗျာကောနာကယ်လီယာကအဲ့လောက်မကောင်းဘူးနော် ကွန်နာကလေးဟာကကျွန်တော်အဲ့လောက်မကောင်းဘူးဆယ်သမိုင်းကိုမန်နီမက်စပန်မားနဲ့ဒီကိုစုံမင်းအောင်နော်ကျွန်တော်ဟိုကိုဘယ်လိုပြောမလဲမကောင်းဘူးပြာတိလာကွန်နာကလေးဟာကရူဘင်နီဘက်စ်တို့ဘာလို့ဆိုလို့ရှင်18တန်းနေကျွန်တော်ရမယ်ပေါ့နော်ဒါပေမဲ့လို့ဒီကစားမားကိုခေါ်ပြီးတော့အသင်းမှာအစဉ်ပြေဖို့ကကျတော့မမျိုးအနေလေးလို့မရဘူးဒီကောင်ပေးမြလေးမှာမကစားတာကြာသွားပြီ ਉਹ နော်သူအေဟီလာကိုပြောင်းသွားကလေးကဆိုတော့ကျတော့အသင်းကမနဲ့ပြောရင်တော့ဟိုဘယ်သူမှမခေါ်တာတဲ့စာရင်တော့ပေါ့ဗျာ နော်ဘာလို့မှမခေါ်ရတဲ့စာရင်တော့ကျွန်တော်တို့ခေါ်တာအကောင်ဆုံးပေါ့ကွင်းလင်ကစားမတယောက်ထပ်ခေါ်တာဒါပါတော့ကက်စမဲရုနဲ့ပဲသွားမယ်နော်ကျွန်တော်တို့ဒီဘရူနိုဖရန်ဒက်စ်နဲ့ပဲသွားမယ်မိန်းနူးနဲ့ပဲသွားမယ်ငါတို့ဥကာတီနဲ့ပဲသွားမယ်ဆိုရင်တော့ကျွန်တော်ကွန်နာကလေးဟာကိုကျွန်တော်တို့ခေါ်ရသည်အကောင်ဆုံးပဲဘာလို့လဲဆိုလက်ရှိအခြေအနေနဲ့ကွင်းလင်ကအဆင်ပြေမနေတဲ့အခါနောက်ထပ်ကစားမတယောက်ကိုကျွန်တော်ခေါ်ရသည်ကျွန်တော်တို့အကောင်ဆုံးပဲပေါ့နော်အဲကြောင့်အတင်းဘက်ကဘာလို့မှမခေါ်ရတဲ့စာလို့ရှိရင်တော့ကွန်နာဟဲလန်ကိုခေါ်ဖို့အတွက်ကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်တယ် တိုးတော်လည်းပဲကျွန်တော်ရွေးချယ်စရာတွေရှိလာတဲ့အခါကယ်လေကာတို့ကိုဦးစားပေးပြီးတော့ကျူးပန်းတင်တဲ့မှာပါတယ်လို့တော့ကျွန်တော်မထင်ဘူးဒါပါတော့ဗျာအကယ်လို့အီဒါဆန်နဲ့ပေါ့အီဒါဆန်ကမနက်ပြောင်းအက်တနာကနေထွက်ကိုထွက်မဲ့နေထိုင်မှုရှိရဲ့ဗျာဇန်နဝါရီမှာလေးသေးလားနော်အက်ဒနာကနေထွက်ကိုထွက်မဲ့နေထားရှိတယ်ပြီးရင်ဒီကစားမရဲ့တန်ကြီးကလည်းနဲမှာတော့မဟုတ်ဘူးပြအထူးသဖြင့်အဲအဒီအီဒါဆန်ပေါ့အက်ဒနာကကိုဒီကိုရက်စမဝိုင်လန်နဲ့ကျွန်တော်ဂျင်းထည့်ဘူးတယ်ဗျာတည်တယ်နော်ရက်စမဝိုင်လန်နဲ့ဂျင်းထည့်ဘူးတယ်ဆိုတဲ့အခါကျတော့ဗောနော် ကစားမလည်း26နှစ်ဆိုတော့သူတို့ရဲ့ prime color ကိုသူတို့ရောက်နေပြီပေါ့နော်အဲ့တော့သူတို့ဒီအနေနဲ့ငွေကြီးပိုင်းနေရဆိုလို့ရှိရင်သူတို့ဟာတကယ်ပူပြီးတော့နော်တောင်းကောင်းတောင်းလာနေတယ်ဒါပေမဲ့ဒီ Ederson ကစာချုပ်က2029မှာကုန်မှာ2029ခုနှစ်တော့ကျွန်တော်တို့သား30ရက်6လပိုင်းမှာကျွန်တော်ကုန်မှာဆိုတော့ပြောရရင်အတ္တနာကပေါ့နော်တန်း40 40 50လောက်တော့တောင်းနိုင်သေးတယ်အခုသူ့ရဲ့ဈေးကွက်တန်ကြီးကယူရို55သန်းကျွန်တော်ဖြစ်နေတယ်ဗျာဆိုတော့ Ederson ဒီ ကော်နာဂလီဟာတဲ့စာလို့ရှိရင်10သန်းလောက်ကျွန်တော်ပူပေးရနိုင်တယ်။ဒါမှမဟုတ်ကော်နာဂလီဟာနဲ့ကျွန်တော်သာအီဒါဆန်ဆိုလို့ရှိရင်ဘသူ့ကိုကျွန်တော်တို့လူပို့ပြီးတော့လူချင်းရတယ်။ဈေးတော့ပူကြီးတယ်ဗောနော်။ခါကတော့ကျွန်တော်ဒါကတော့ကျွန်တော်တို့ထားလိုက်တော့ကော်နာဂလီဟာကိုကျွန်တော်ခေါ်သိနေလို့ဆိုတော့အဲအန်ဒါဆန်ကိုတန်းတရာလောက်ပေးပြီးတော့ခေါ်ရင်အန်ဒါဆန်ကဆရာသမားကြီးနော်ကျွန်တော်ဇန်နဝါရီမှာတိတ်ပြီးတော့ realistic မဖြစ်ပါဘူးလက်တွေ့မကျပါဘူးနော်။ဟာရီနော်။အဲ့ကွာအဆုံးတော့စားကျင်တာကွာနော်။ အစုံတော့ကိုဗျာနော်စားကျင်တော့ကွာဗာလဲပြီးရင်အခုလိုမိုးအေးအေးလေးနဲ့ဆိုလို့ရှိရင်ကွာနော်အဲရခိုင်မိုးဒီပူပူလေးဆက်ဆက်ပြပြလေးချလိုက်အောင်ကောင်းမှာလူကငေုပ်တည်းစားမရအောင်ငေုပ်တည်းမင်းစားလို့ကြအိမ်သားတဲ့မင်း၃နိုင်လောက်ကမင်းကြာတော့တာဒီတာဒါမဲ့လို့နော် စားကျင်တော့ကွာအေးမိုးအေးအေးနဲ့လို့ဗျာဒီနော်မိုးအေးအေးရာသီဥတုအေးအေးလေးနဲ့လीနော်ရာသီဥတုအေးအေးလေးနဲ့ဗျာဒီလားနော်ရာသီဥတုအေးအေးလေးနဲ့ရခိုင်မိုးဒီလေးမြန်တီးလေးရအောင်ကောင်းမှာကွာနော် ဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးရှိတယ်ဆရာသမားရေနော်အဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့လက်ရှိမှာ Ederson ကတော့ဈေးပူတယ်ဗျာသိလား Corner Glen ကတော့10သန်းလောက်နဲ့ဆိုလို့ရှိရင်တော့မြင်ပူရင်ပူပစီ Ederson ပဲကျိုးပန်းနေတယ်လို့ထင်နေသေးလားအသင်းဘက်ကတော့ဇန်နဝါရီမှာဈေးတက်တာတဲ့ကောင်းကြည့်မှာဘာလို့လဲဆိုတော့သူတို့ရဲ့ပြစ်မှတ်ကဗျာငါတို့ဇန်နဝါရီမှာတက်နိုင်နေမြားပေါ့နော်ပတ်ဆက်မတုံးဘူးပတ်ဆက်မတုံးဘူးနော်အချိန်ကြီးကောင်းနေဆိုလို့ရှိရင်ဒီလူစင်းနဲ့တော့သူတို့ဆက်သွားကြင်တာနွေရာဒီအပြောင်းရွှေ့ကြမှာပေါ့နော် Anderson တို့ဟလာနော်ခုနကပြောတဲ့ပါလေပါတို့နော်တရားရောက်ကိုခေါ်မယ်ပေါ့ တကယ်တမ်းကကျွန်တော်တွေးကြည့်ရင်အဆင်မပြေပါဘူးဗျာသိတယ်မနော်အဆင်မပြေပါဘူးကျွန်တော်ဇန်နဝါရီမှာကိုရီးယားဒီယာဒီကိုလည်းဥရောပဝင်ခွင့်ရကျင်တဲ့ယာဒီလည်းကျွန်တော်ဖြစ်သေးတယ်ပြီးရင်ကျွန်တော်တို့ဘယ်လိုပြောမလဲအဲငွေရလည်းမတုံးချင်ဘူးဇန်နဝါရီမှာကိုအစ်တင်မှာ ဝင်းဘက်တွေကလည်းဝင်းဘက်တွေကလည်းအာမတာနော်ကွင်းလေကဆိုပူဆူမင်းကျွန်တော်တို့လက်ရှိဆိုလို့ရှိရင်ဗျာကာလို့စ်ဘာလေဘာနဲ့ကစားပြီးသွားပြီအဒမ်ဝါတန်နုနဲ့ကစားပြီးသွားပြီအီလီယောအန်ဒါဆန်နုနဲ့ကစားပြီးသွားပြီ ကိုရီကွင်းလေကိုစိတ်ကြိုက်ချေလေသွားတဲ့ကုမ္ပဏီကြီးပဲ Brighton ကတော့နည်းနည်းတိုင်ပတ်ပြီးတော့เนาะဒါတော့မှကိုရီးယားပွဲနိုင်ခဲ့လို့အဲ့ပွဲကိုမေ့လို့ဖြစ်သွားတာကိုရီကွင်းလေကိုဝါတန်လို့ကွင်းလေတို့เนาะ Ilio Anderson တို့ကွင်းလေတို့ဟလာ Carlos Barlebar တို့ကွင်းလေတို့ကစိတ်ကြိုက်ချေလေသွားတာဗျာအဲ့တော့ကိုရီဒီဒီလိုအသင်းရဲ့ကွင်းလေဒီနဲ့တော့မှကျွန်တော်မရှင်နိုင်ဘူးဆိုရင်အများကြီးပိုကောင်းတဲ့အသင်းကြီးရဲ့ကွင်းလေဒီနဲ့ဆိုလို့ချင်းကျွန်တော်ရှင်နိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်အနေနဲ့ United ကကွင်းလေမှာကျွန်တော်အားဖြည့်ကိုဖြည့်မှရမှာ ီယာဒီမှာ Champions League ဝင်ကွင်းကရကျင်တဲ့နီးပြားကလည်းကစားပုံကမကောင်းဘူးเนาะခြေသွမ်းကလည်းတိုင်ပတ်နေပါလေဆိုမှအားနေတဲ့နေရာတွေကိုအားမဖြစ်ဘူးဆိုပူတော်မှစူးသွားမယ်ဗျာအဲ့တော့ United အနေနဲ့ကစားမားတွေကျွန်တော်ခေါ်ဖို့လိုပါတယ်เนาะမဟုတ်လို့ချင်တော့ဘာ Champions League ဝင်ကွင်းဘာဥရောပဝင်ကွင်းမှမျောလင်းလို့ရမယ်လို့တော့ကျွန်တော်မထင်ဘူးเนาะအဲသတင်းပြောင်းနေနေဗျာဘာသတင်းပြောင်းနေနေ Channel မြန်ပြောင်းသွားတာလို့เนาะပရီးမီးယားလေးတွေကကြားရက်ကန်ကြမှာလားတဲ့ဟုတ်တယ်ကျွန်တော်တော့မှခုနကမှသိရပါဘူးမှပဲကျွန်တော်မှ ော်ပွဲကြိုဗီဒီယိုတွေကျွန်တော်လုတ်ရမယ်လေမနေ့ပြန်มาသေးလားကျွန်တော်ခုနကမှကျွန်တော်သတိထားမိတာလို့เนาะ United ကတောက်ကြနေမနေ့ကံပါတယ်ဆိုမှာဟာဟုတ်ရဲ့လားဘာညာကြည်ရင်းနေတယ်เนาะဇန်နဝါရီမှာပြားတယ်ကွင်းလယ်အာမဖြည့်လို့ရှိရင်တော့လာမယ့်နှစ်ဥရောပဝင်ခွင့်ရဖို့ကမလွယ်ပါဘူးတဲ့เนาะအဲမှန်တယ်ကျွန်တော်တို့လက်ရှိမှာအသင်းကကစားပုံကမကောင်းဘူးဗျာကစားပုံကမကောင်းဘူးပြန်ဘက်ကူလေတိတယ်မလားအตาစီးနဲ့အနိုင်မယူနိုင်ဘူးပွဲကူလည်းမထိန်ချုံနိုင်ဘူးဆိုတဲ့အခြေအနေမျိုးမှာကွင်းလေတွေဘာတွေပါတိုင်ပက်နေတာကိုအာမဖြစ်ရင်ကျွန်တော်ပူဆိုးပါတယ ဥရောပဝင်ခွင့်ရဖို့ဆိုတဲ့နေရာတွေမှာကျွန်တော်တို့ကထပ်ပြီး Champions League ဝင်ခွင့်ကိုကျွန်တော်ကြည့်ရင် Champions League ၄နေရာရှိမယ်ပေါ့နော် Premier League ကလပ်တင်းနေရာဘက်ကဥရောပပြိုင်ပွဲတွေမှာအမှတ်တွေတော့၆ယူနိုင်လို့၅နေရာလောက်ဝင်ခွင့်ရမယ်၆နေရာလောက်ဝင်ခွင့်ရမယ်ဆိုရင်တောင်မှကျွန်တော်တို့အနေနဲ့ပေါ့နော်ကိုထက်ပူကောင်းတဲ့အတင်းက၅တင်းထက်ပူရှိလို့မရဘူးဒါကကျွန်တော်တို့အဆင့်၆နေရာမှာယာစီသိမ်းဖို့ဆိုရင်ပြောတာလောလောဆယ်မန်ချက်စတာယူနိုက်တက်နဲ့ပူပြီးတော့ကောင်းတဲ့အတင်းကြီးမနှဲပါဘူးအဲ့တော့ယူနိုက်တက်က သူများတွေထဲတာကျင်သူများထဲကောင်းမှတော့ရမယ်ဗျာသူများထဲကောင်းမှကျွန်တော်ကသူများထဲပူတာတဲ့အဆင့်မှာယက်တီနိုင်မှာသူများထဲပူတာတဲ့အဆင့်မှာယက်တီမှာကျွန်တော်က Champions League တွေဘာတွေဝင်ခွင့်ရမှာဒီပုံစံတိုင်းဆိုလို့ရှိရင်တော့အသင်းတွေကမလွယ်ပါဘူး Champions League ဝင်ခွင့်နေရတယ်နော်မြတ်ဝီဆိုင်နဲ့ဝင်သွားတာတွေ့တယ်နော်တဲ့အာနေပါဗျာနော် Ederson ကိုပြရတယ်နော်အများဆုံးဈေးပေးပြီးတော့ခေါ်ရမယ်ထင်နေတယ်နော်အများဆုံးဈေးဘယ်လောက်ပေးရမလဲပေါ့နော် Ederson ကိုပြောတာလားနော် Ederson ကတော့တန်း90ဝန်းကျင်တော့တော့သွားလိမ့်မယ်ထင်နေအခုကဈေးကွက်တန်ကြီးဆိုသူက55တန်းရှိတယ် Euro 55တန်းရှိမယ် အဲပြီးရင်2029မှာစာချုပ်တည်နှံကုန်မယ်ဆိုတော့ဒီနှစ်ကိုရင်သူတက်နှစ်ပဲကျန်တော့မှာစာချုပ်ကဗျာအဲကလေးတို့ဒီဇန်နဝါရီပြောင်းချိန်မှာခေါ်မယ်ဆိုလို့ရှိရင်တန်း40 50တန်း50လောက်နေတော့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီလားအီတလီကလာတဲ့ကစားမအများစုကပရီးမီးယားလိမှာအဆင်ပြေဖို့ခက်တယ်လို့မြင်နေပြားတယ်နော်။ Okay ပါ။ခန်းစစ်ကိုတွေပေးနေရတာဗျာတဲ့။ကွင်းလေခန်းစစ်ကိုမကူနိုင်လို့ဖြစ်တာတဲ့။ကွင်းလေလူကူလူတဲ့တဲ့။ကွင်းလေကျွန်တော်ခေါ်မကိုကျွန်တော်ရမယ်ဗျာတဲ့နော်။မှန်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။ကွင်းလေကတော့ကျွန်တော်လိုအပ်တာကျွန်တော်မနော်။ဒါများပါတယ်။ ဘောက်စင်ဒီဆိုတော့လေကွင်းဟိုကစားနေကြပြီအဲဝက်ဆမ်တို့နိုင်မနိုင်မနိုင်မထင်လာတဲ့ကျွန်တော်ပြောသူလိုပဲကျွန်တော်တို့ Crystal Palace တို့ဘာလို့လဲတော့ငါပွဲလူပွဲလူပဲဗျာကျွန်တော်နိုင်မသာနိုင်နေအောင်ပြီးတော့ဟုတ်ပြောတာမများတို့ဒါမျောလင်းချက်မဲ့အောင်ပြောတာမဟုတ်ဘူးနော်မြေလီဗာပူးတော့ဝက်ဆမ်ကိုနိုင်နေဗျာကျွန်တော်နိုင်သိနေတာပေါ့အဲဟုတ်တယ်မလားနော်မင်းကလည်းနော်နိုင်သိနေတာပေါ့သိတယ်မလားနော်ပါကီတာလည်းမပါဘူးဗျာဒီကောင်လေးဒီကောင်လေးရဲ့အကောင်ဆုံးကစားမလို့ပြောလို့ရတယ်ပါကီတာလည်းမပါဘူးဗျာဒီလားဒါပြီးမဲ့လူပေါ့နော် ဒါပေမဲ့လို့ကျွန်တော်တို့ Manchester United ကညီလို့တည်ပါတယ်ထင်းတဲ့ပွဲဆိုမနိုင်ဘူးမထင်းတဲ့ပွဲဆိုနိုင်ပြီဆိုတော့အဲ့တော့မထင်းတဲ့ပြားသေးလားနော်မထင်းတဲ့မထင်းညောင်ဆောင်လိုက်ပြားသေးလားနော်မထင်းညောင်ဆောင်လိုက်နော်အဲမထင်းညောင်ဆောင်မရမယ်ဆယ်တမနော်ဒီတိုင်းဆက်သွားလို့ရှိရင်ပြားလိုက်ရာဒီကုန်တမ်းစင်းရရင်တော့ကန်းကောင်းတယ်နော်အဲကြောင့်ပြောတယ်ကျွန်တော်ဒီရာဒီကဒီတိုင်းဆက်သွားလို့မရဘူးအပြောင်းလဲကကျွန်တော်လုတ်ကိုလုတ်မှရမှာအပြောင်းလဲကျွန်တော်ကမလုတ်ချင်မင်းနဲ့ပူကောင်းခြင်းလို့မရဘူးဗျာအပြောင်းလဲဆိုတဲ့နေရာမှာကျွန်တော်ကကစားမခေါ်တာတွေတည်တယ်မဟုတ်ဘူးသိရမလားကျွန်တော်တို့ လူဝဲတာတွေအတင်ကိုနီးပြကိုတိုင်းရဲ့ဘက်ကလည်းအလုံးမဖြစ်တာတွေကိုမေ့အလုံးဖြစ်တာတွေကိုပြောင်းလဲမှအခုကမကောင်းပါဘူးဆိုပြီးတော့မကောင်းတဲ့အရာကြီးကိုဇက်တိုက်ဇက်တိုက်လုပ်ရင်းနဲ့ကျွန်တော်ကကောင်းလာဖို့မျှော်လင့်လို့မရဘူးမကောင်းတဲ့အရာကြီးကိုဇက်တိုက်လုပ်လို့မကောင်းရင်ကောင်းကောင်းတဲ့အရာဘက်ကိုကျွန်တော်ကအပြောင်းလဲလုပ်ဖို့မျှော်လင့်ရမှာပဲဟုတ်တယ်မလားကျွန်တော်ကလှုပ်ကြည့်ရမှာပဲလေဟိုကိုတိုင်းပြောင်းလဲမကြည့်ဘဲနဲ့တော့ကျွန်တော်ဘယ်လိုလုပ်ပြီးတော့ကောင်းမကောင်းသိမှာလဲ အခုကတေးရတာတခုကတော့ဒီတိုင်းဆက်သွားရင်မကောင်းဘူးဗျာဒါကျွန်တော်တို့တစ်နှစ်ကျော်မြင်ခဲ့ရပြီးသွားပြီအောက်တယ်မလားနော်အဲ့တော့ဒီတိုင်းဆက်သွားရင်မကောင်းတဲ့အနေထားတစ်ခုမှာပြောင်းလဲဖို့တော့လိုလာပြီနောက်တစ်ခါထပ်ပြောင်းလိုက်တဲ့အခါပူဆိုးရင်လည်းဆိုးလိမ့်မယ်ဒါပေမဲ့ပူကောင်းရင်လည်းကောင်းလာမှာပဲဘာမှတည်ရတာမဟုတ်ဘူးအဲ့တော့ပူကောင်းလာရင်ဒါအမျက်ပဲအခုဆိုးနေတဲ့အနေထားမှာပူတော့မဆိုးနိုင်တော့ဘူးဗျာအဲ့တော့ကျွန်တော်တို့ကအပြောင်းလဲဆိုတဲ့နေရာမှာလူခေါ်တာတွေမဟုတ်ဘူးပေါ့နော်ညီပြဖြစ်သူရဲ့ဘက်ကလည်းအလုံးမဖြစ်တာတွေကိုပြောင်းလဲနိုင်မယ်ဆိုရင်တော့ပူအချင်းကြီးကောင်းတာပေါ့ဗျာ ဇန်နဝါရီမှာပြရတဲ့ဈေးမတုံးကျင်မှုဆိုလို့ကျွန်တော် Ruby Nibes ကိုပို့ကြိုက်တဲ့နေရာမှာပါတယ်เนาะအဲ Ruby Nibes တို့ဘာလို့ကလည်းကောင်းပါတယ်ကောင်းပါတယ်ဆိုတာဘယ်လိုပြောမလဲသူပေါ်တူဂီသားတွေဆိုတဲ့အခါကျတော့လीเนาะသို့တော်လည်းပဲကျွန်တော်တို့ကပေါ်တူဂီသားတွေဆိုပြီးတော့ကျွန်တော် ခေါ်ရမှာမဟုတ်ဘူးယာเนาะဒါပေမဲ့18တန်းလောက်တန်း30လောက်နဲ့ဆိုလို့ရှင်တော့ပရီးမီးယားလေးအတွေ့အကြုံရှိတယ်ဆိုတော့အဆင်ပြေတယ်ပေါ့เนาะဒါပေမဲ့လည်းလို့ပြည်တနာကဒီကစားမကပရီးမီးယားလေးမှာပေါ့เนาะကျွန်တော်ဒါမကစားတာကြာပြီဆိုတော့လीเนาะနှစ်နဲ့ချီနေပြီဆိုတော့မာတီနက်စ်ကိုဘယ်လိုမြင်လဲလဲမာတီနက်စ်ကကျွန်တော်အခုမှပြန်ကစားတာ7မိနစ်လောက်ပဲကျွန်တော်ရှိပါသေးတယ်ဆရာသမားเนาะအဲ့တော့ ဘာမှတိတ်ဝါဖြစ်မဖြစ်ရသေးပါဘူးနော်ကက်စမဲရိုကလည်းနောက်တစ်ဝါအထိရင်တပွဲနားမလာဟုတ်တယ်နောက်တစ်ဝါအထိသူငါအဝါငါးကက်လာမသိကျွန်တော်ပြည့်သွားပြီအဲ့တော့နားမှာပါကက်စမဲရိုကနော်ဘူဘာဟန်တန်ကဂိုမက်စ်ပဲကြိုက်နေပြလားအိုက်ကွန်ကတော့တော်တော်ကောင်းနေသည်လားအိုက်ကွန်ကတော့ကျွန်တော်တော်တော်ကောင်းနေနော်ဆိုတော့အဲ့ဒီကောင်ကတော့တော်တော်ကောင်းနေကြောင်ဂိုမက်စ်ကတော့ဒါပေမဲ့လို့လေသည်လားမန်ချက်စတာယူနိုက်တက်လို့အသင်းမျိုးမှာဗျာအဲ့ဒီကစားမဆိုတော့အရင်အဆင့်ပဲဖြစ်နေသည်နဲ့တကယ်တမ်းလာမယ့်နေ့ဆိုလို့ရှိရင်ဒါပါတော့ဒီဇန်နဝါရီပြောင်းရွှေ့မှာကြောင်ဂိုမက်စ်ကိုခေါ်မယ်နောက်နေ့ညွာဒီပြောင်းရွှေ့မှာအန်ဒါဆန်တို့ပါလို့ခေါ်မယ် ပြီးအန်ဒါဆန်နဲ့တွဲပြီးတာမျိုးဒါမှမဟုတ်အရင်ကိုထားတယ်ဒါဆိုလို့ချင်းအရင်တော်တော်တောင်းသွားပြီးကွင်းလေရာလीနော်ကက်စီတို့ဘာလို့ကိုကျွန်တော်တို့ကရေရှိမတွေးသေးတော့ဖာနန်ဒက်စ်တို့ဘာလို့ကိုကျွန်တော်တို့စန်တရယ်စန်တမီဖီမှာရေရှိမတွေးသေးတော့ဘာသေးလားအဲ့ဒါအီကူမှာကျွန်တော်ဆက်သွားခြင်းနေတယ်ဆိုတော့မကြိုက်တော့ဒီလားနော်ဆိုတော့ဟိုဂျောဂူမက်စ်တို့ဘာလို့ကလည်းတော်တော်ကောင်းနေကစားမှာပါအခုလိုအနေအနေထားမျိုးမှာဆိုလို့ချင်းအတင်းတွေပူတော်ကောင်းအောင်မှာပေါ့နော်ဒါပေမဲ့လို့အတင်းဘက်ကဒီတန်90လောက်သုံးရမယ်ဆိုရင်တော့ဂျောဂူမက်စ်ကိုသူတို့တန်90လောက်ထိပေးခြင်းတယ်လို့ကျွန်တော်တို့မထင်ဘူးနော် ဘီနီကပြားတဲ့ရီယယ်မက်ထရစ်ကထွက်မဲ့ကြားတယ်တန်းရှိစီလောင်နဲ့ရရင်ခေါ်တဲ့နေလို့တင်နေတယ်နော်နီ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 ဆရာသမားနော်ကိုကကိုတော့မနေပါဆိုမှပဲနော်ဘလို့ခေါ်လို့နိုင်မလဲဆရာသမားရေနော်ကျွန်တော်ကတော့ပြားတယ်နီးပြအပြောင်းလဲဖြစ်စီနေတာအတင်းကကုကစားနေတာကနိုင်တာနိုင်သွားတယ်ပြန်ပြက်ကိုစူးမှုပြီးတော့ဗောနော်အမှန်ကန်လုတ်ပြပြီးတော့နိုင်သွားတာမရှိဘူးတဲ့နော်အမှန်ပဲဆက်သမားလေချာကဘယ်ပွဲမှာပွဲထွက်မလဲတဲ့အဲကျွန်တော်ကတော့အခုဆိုလို့ချင်းဗောနော်လေချာကိုပွဲထုတ်အောင်မလို့ကျွန်တော်မထင်ဘူးဝက်ဆန်းနဲ့ပွဲပြီးပြီဆိုရင်နောက်ပွဲကြရင်တော့ပွဲထုတ်လိမ့်မယ်ထင်တယ်ဘာလို့လဲဆိုတော့ လူကျော်ကိုကျွန်တော်တို့ကမင်းညားကအနာပေးထားတယ်လစ်ချကိုနည်းနည်းမိနစ်လေးကစားပေးထားတယ်ဒါအပြင်ကျွန်တော်တို့ကနားရက်အများကြီးမရပဲねကျွန်တော်တို့တောက်ကြနေဆိုကျွန်တော်ထပ်ကစားရမယ်ပေါ့နော်အဲ့တော့လူကျော်ကအဲ့လိုပွဲဆက်လာပြီဆိုရင်တည်ကြတယ်တတိယမြောက်ပွဲကြလို့ရှိရင်ဒီဝက်ဆန်နဲ့ပွဲပြီးနောက်ပွဲကြရင်တော့ကျွန်တော်မန်ချက်စတာနဲ့ကလစ်ချကိုထည့်လို့မယ်လို့ကျွန်တော်ထင်တယ်အခုကလစ်ချကိုပွဲထုတ်လို့ကျွန်တော်မရသေးဘူးအခုမှဒီကောင်လေးကိုပြန်ပြီးတော့ဖြည်းဖြည်းချင်းသုံးနေရတဲ့နေသားဆိုတော့လေနော် ပါရချမ်းယူရနေတဲ့ဟဲ့လူကြီးဆိုင်အောင်ပြရတယ်လေးဖြတ်သွားအောင်မယ်နော်ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်နော်ညပါဗျာချစ်သူနဲ့ဖက်ရတဲ့အခါကျတော့သိရမလားစောင်းနေပါလွတ်လွတ်ပြီးတဲ့အခါကျတော့လူကအေးပတ်သွားတဲ့နေသားမှရှိအေးပတ်သွားတဲ့နေသားမှရှိရဲ့ဆရာနော်ဘရူနိုဖာနန်ဒက်စ်ကဗျာတဲ့ MOD နေရာတလွဲသုံးနေတာတော့မားတဲ့ပရီးမီးယားလိမှာ assist ကအများဆုံးပဲတဲ့နော်သူ့ကိုနေရာမှန်သုံးဖို့တော့ကျွန်တော်လိုတယ်နော်ဒါပေမဲ့လည်းလို့ဟိုသူ assist ဆိုတာတွေကလည်းဗျာဘာမှသိမဟုတ်ပါဘူးသိတယ်မနော် အီဒါဆန်ဆိုတော့ပြောရတဲ့ဂိုးသမားထင်နေတာတဲ့နော်အဲအီဒါဆန်ကိုပြောတာမဟုတ်ဘူးဆရာသမားအဲအီဒါဆန်ကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်အဲ့ဒီအီဒါဆန်ကိုပြောတာမဟုတ်ဘူးဥပဟန်တန်ကကောင်ပြန်ခွန်တိုင်းအစီအပြေမြင်ထင်နေတယ်နော်ကုညာကပြန်ပါမလားဝက်ဆန်တဲ့ပွဲမှာကုညာပြန်ပါပါမယ်ဒါပေမဲ့လို့ကျွန်တော်ကတော့ဗျာနော်ဝက်ဆန်တဲ့ပွဲမှာဂျူဂျူအာဇစ်ဇီနဲ့မေဆန်မောက်မယ်ဆက်ပြီးတော့သုံးသိနေလို့ထင်တယ်ဘာလို့လဲဆိုတော့ကုညာကဒန်ယာကနေပြန်ပြီးတော့တက်တာလာတဲ့ကန်ဒါဖြစ်နေတာရယ်ကိုကစားမနှစ်ယောက်ကလည်းကိုစီကိုရီပါတွေတွင်ပြီးတော့ အဲသူတို့နောက်တပွဲမှာလည်းပွဲထွက်ခွင့်ရတဲ့နေဆိုပြီးတော့သူတို့တက်တည်ပြထားတဲ့အတွက်သူတို့အတွက်ပေါ့နော်ပွဲထွက်ခွင့်နဲ့ထိုက်တန်နေလို့ကျွန်တော်ထင်တယ်။ကုညာကိုပွဲထုတ်တင်တယ်လို့ကျွန်တော်မထင်ဘူး။နော်ကုညာကိုပွဲထုတ်တင်တယ်လို့ကျွန်တော်မထင်ဘူးဆရာကြီးနော်။ပွဲတိုင်းအနိုင်၃မှတ်ယူတိုင်းမှအဆင်ပြေမယ်တဲ့အဆင်နှစ်နဲ့၁၀ကြာကရမှတ်ကတိတ်ကွာတာမဟုတ်ဘူးတဲ့။ဟုတ်တယ်။ကျွန်တော်တို့တပွဲလောက်ရှုံလိုက်တာနဲ့ဟိုကြံကတ်သွားမှာဆရာကြီးနော်။ကြံကတ်သွားမှာတပွဲလောက်ရှုံလိုက်ပြီဆိုတာနဲ့အမှတ်ကြီးကဘာမှတိတ်မကွာပါဘူးအနေထားက နော်အဆင့်တက်ကအသင်းနဲ့နှီးဆက်တယ်ဆိုတာလည်းကျွန်တော်တို့နော်တန်းစင်းဆုံးကအသင်းနဲ့ပိုနှီးဆက်တဲ့နေထားမှာရှိနေတယ်အဲ့လိုမျိုးတွေဖြစ်နေတယ်ဆရာသမားတော့ကဲပါနော်အဲမကွမ်းရကဒဏ်ရာရထားလာဆိုတော့ဟုတ်ပါတယ်ခေါင်းကြီးကဒဏ်ရာရထားတာလက်ရှိအချိန်ဒီပေါ့နော်ကျွန်တော်တို့ဘာမှန်းကိုကောင်းကောင်းကောင်းမသိရသေးဘူးဘယ်တော့ပြန်ပါမလဲဘယ်ချိန်ပြန်ကစားရမလဲပေါ့နော်မီဆမ်မောင်းကကောင်းလာတယ်လားဗျာတဲ့အမြင်ဒီပါမီဆမ်မောင်းကတကယ်ကောင်းလာပဲလေကျွန်တော်တို့ဒါကြောင့်မလဲကျွန်တော်တို့မင်းကြီးကတော့ပြောနေကြသေးတာဘာလို့မြန်မီဆမ်မောင်းကနေရာမရတော့တယ်လဲပေါ့ချစ်ဆောင်ကောင်းနေတာကောင်းနေရင်ကနေပြီးတော့ ူကကူညာရှက်ကူနဲ့ဘရိုင်ယန်အမ်ဘူမို၃ယောက်ကိုသူကအဓိကသုံးကျင်တာဟုတ်ဒါလည်းဒီကစားမက၃ယောက်ကလည်းကျွန်တော်တို့ကအဓိကစားမတွေပြခေါ်တာတော့၃ယောက်မှာပဲပေါ့နော်ဒါပေမဲ့လည်းလို့အရန်ကုံကနေလိုင်းတောင်မှကျွန်တော်တို့ကမေဆန်ကိုလုံးဝမသုံးတော့တဲ့အခန်းကဏ္ဍတွေရှိခဲ့တာကျွန်တော်ဘာကြောင့်လဲပေါ့နော်မေဆန်ကကောင်းပြီးသားပါအဓိကမေဆန်နဲ့ပတ်သက်လို့ရှိရင်ဒီကြတာတခုက injury ပြဿနာခင်းဖို့ပဲကျွန်တော်လိုတာခြေစွမ်းကသူ့အနေနဲ့သူကျွန်တော်ကောင်းပြီးသားပါနော်လိုအပ်နေတာတန်ဟန်နဲ့အိုနန်းနားလေးပြရတယ်နော် အသင်းတိုင်းလိုပြားတဲ့လူချင်းနဲ့เนาะအဲအီလီယော့ကိုရဖို့ကတော်တော်ကိုမလွယ်ပါဘူးတဲ့သူတို့ဘက်ကစင်ချင်းချင်းတရားကြတော့ရမှာပဲရောက်မယ်ထင်နေတယ်ဇန်နဝါရီကတော့ဖြစ်နိုင်ခြင်းမရှိပါဘူးနွေတောင်မှကျွန်တော်တို့က Champions League ဝင်ခွင့်ရမှာသူ့အတွက်ပေါ့နော်ငါတို့အသင်းမှာငါတို့အသင်းလက်ရှိတွားနေတဲ့ project ကမင်းအတွက်ဘယ်လောက်အရေးကြီးတယ်လဲမင်းအနေနဲ့ငါတို့အသင်းတွားခြင်းတဲ့ project မှာဘယ်လောက်အရေးကြီးတယ်လဲဆိုတာကိုဗျာကျွန်တော်တို့ကပြနိုင်မှာသူ့ကိုအဓိကကစားမတယောက်ဖြစ်ကျွန်တော်တို့ကပြနိုင်မှာ ဒါတောင်မှပေါ့နော်သူပါဝင်ရမယ့်အနေထားကသူရိုးသူအသင်းဘက်ကသုံးဖို့အစီအစဉ်မရှိဘူးသူဒီကောင်လာမှာမဟုတ်တေးကြတယ်လေသူအားသာချက်ကိုသူမသုံးဘူးဆိုမှတော့ဒီကောင်ခြေသွမ်းပဲပြတော့မလဲအိုက်ဂျန်ဆဲခံတော့မှာလေနော်အဲ့ကြံစဲခံတော့မှာဟုတ်တယ်မလားမင်းအာ Nordian Forest မှာမှုလို့ပါမနော်အင်္ဂလိပ်ကစားမှသူတော့ hype ပြတာပါဖြစ်သွားမှာတကယ်တမ်းကသူများအသင်းနေရဘက်ကသူ့ရဲ့အရေးချင်းကိုလည်းအပြည့်ဝအသုံးချလို့ရမယ်ပလန်မျိုးလည်းရှိနေတယ်သူဟာအဓိကကစားမတစ်ယောက်လည်းဖြစ်နေမယ်ဆိုလို့ရှိရင်သူများအသင်းကိုသူယူသွားမှာပဲ ကိုတင်နဲ့ပတ်သက်လို့ရှိရင်ကိုရီးယားကစားသမားတွေရောက်လာတဲ့အခါကျွန်တော်တို့အနေနဲ့ဘောနော်သူ့နေရာနဲ့သူမဟုတ်တာတွေပဲတုံးတုံးညံတာအခုဆိုကျွန်တော်ကြည့်ကြည့်ပါလားကျွန်တော်မျက်နှာပြုတ်လို့ပဲကျွန်တော်လက်ရှိတုံးနေတဲ့နေရာမှာမာဇရာဝီပြားသူ့နေရာနဲ့သူမကစားရဘူး right center back နဲ့သူနဲ့ဘာမှမဆိုင်ဘူး full back ကစားမှာနော်ဟိုလန်နီယူရိုပြား central center back ကစားမှာမျိုးပြားနော်ပြီးလို့ရှိရင်ကျွန်တော်လူချောပြားလုံးဝသူ့နေရာနဲ့သူမကစားဘူးလူချောက full back player ပြားတိလားနော် left center back ကစားမှာမဟုတ်ဘူးပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဘောနော်လက်ရှိ patrick duku ပြားနော် wing back ကစားလာမှာမဟုတ်ဘူး full back ကစားမှာ ဒီကိုဒါတော့ဗျာဖူဘက်ကစားမှာနော်အာမက်ဒီယာလို့ဗျာတောင်မန်ကစားမှာဝင်းဘက်မှာသုံးနေရတဲ့ခန်းစီတွေပါနေကူပြီးတော့နော်ဘရူနိုဖရန်နက်စ်ဗျာ attacking midfielder defensive midfield မှာကစားနေရတယ် defensive midfield မှာကစားနေရတယ်နော်ပြီးရင်ဂျိုရှူဝါ60ဗျာသူ့နေရာတဲ့သူမကစားဘူးပြောချင်တာကအသင်းရဲ့ပွဲထွက်17ရောက်တဲ့မှာ6ရောက်9ရောက်လောက်ကနေရာလွဲတွေကစားနေရတယ်ဆိုမှတော့ကစားမတွေကတူးတက်ဖို့ဆိုတာအဝေးကြီးပဲနော်ဆိုတော့ ကိုယ်နဲ့နောက်ထပ်ကစားမတယောက်ကိုခေါ်ရင်မင်းကတော့ဘလူးအာသာချက်တွေရှိနေတယ်အဲ့ဒီအာသာချက်တွေကိုငါတို့ကဘလူးအသုံးချမယ်ဒီနေရာဟာမင်းနဲ့အသင့်တော်ဆုံးဖြစ်မယ်ငါတို့အတွက်ဒီနေရာဟာမင်းအရေးကြီးတယ်ဆိုတာချပြနိုင်မှလာမှာတန်းတရားပေးတယ်နဲ့ရကြမှာရတာပြင်မလားကစားမတွေဟာသူတို့ရဲ့အရေးသွေးတွေကိုဖျက်ဆီးမဲ့သူမျိုးစီဘယ်သူမှသွားကျင်တာမဟုတ်ဘူးလေပြည်ထနာကိုရီးယားပြီးခဲ့တဲ့အတိတ်ကိုပြန်ကြည့်ရင်လက်တော်အတိတ်တွေကိုပြန်ကြည့်ရင်ကျွန်တော်တို့ကကစားမတွေကိုယ်စီရောက်လာလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်းဒုက္ခရောက်အောင်လုပ်ပေးတဲ့အသင်းမျိုး အဲ့ဒီမှာအသင်းဟန်ကစားမကောင်းတွေကိုခေါ်ဖို့ဆိုရင်တခြားအသင်းတွေရရှိမှန်ခေါ်ဖို့ဆိုမလွယ်ပါဘူး။အဲ့ဒီတဲကမှာချန်ပီယံစ်လိပိုင်းလည်းရဝင်ဝင်ရအောင်မလုပ်နိုင်ဘူးဆိုပူဆိုးမှာပေါ့နော်။အဲဆိုတော့ကိုဗီမင်းနူးလေးကိုတနားလာပြဘယ်လိုလုပ်ရမလဲတဲ့နော်။အဲကိုဗီမင်းနူးကိုကျွန်တော်ဇန်နဝါရီမှာလက်လွတ်ဖို့လိုပါတယ်။အငားနဲ့ဖြစ်ဖြစ်ပေါ့နော်။လက်လွတ်ဖို့ကျွန်တော်လိုပါတယ်။ MO နီလိုနီးပြမျိုးကဘယ်နဲ့သွားချာချာရရတယ်။ Manchester United Academy ကနေနောက်ထပ်မင်းနူးလိုကစားမတယောက်ရဖို့ကမလွယ်ပါဘူးဆက်တယ်ပေါ့နော်။ ကျင်းဒီမားဒီမားလေးကျင်းဒီမားဒီမားလေးဆိုတော့ဒါလောလောဆယ်ကြည့်နေကြီးကိုကျွန်တော်သား6ဟာနီးပါးရှိပါတယ်အားလုံးကိုကြည့်သူပါဆိုတော့မနေ့ပြန်မနေ့ live မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ် channel လေးကို subscribe မနေ့ရသေးဘူးဆိုတော့ညစ်ပြီးတော့တောင်းဆိုပါတယ်ဗီဒီယိုလေးကို like လုပ်မနေ့ရသေးနေပြီးကြပါအောင်ဆိုတော့မနေ့ပြန်မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်မနေ့ပြန်မှာဖိုးဖိုးမချန်ကို United Shoe ကိုဒါပွဲဂျူဒီနဲ့ပတ်သက်လို့ကျွန်တော်ပြောသွားကြပါမယ်အားလုံးကိုကျေးဇူးပါ